အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့နက်ကတော်တရားပါနက်ပွဲမှာချက်ကိုအစိမ်းစားပြတဲ့ဗီဒီယိုဖိုင်လေးပါဒီဗီဒီယိုဖိုင်လေးကိုကျွန်တော် reaction လုပ်ပေးခြင်းပါတယ်ဒါဆိုရင်ကြော်ရလူဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ရအောင်ခင်ဗျကြောက်စရာ ਈ နော်အစိမ်းနော် အစိမ်းယူခေါင်းကနေကြိုက်စားတယ်အလုံးမျိုးရှိလို့လားတကယ်တခါမှမတွေ့ဘူးကျွန်တော်တို့ငငယ်တုန်းကရွာတွေမှာပေါ့နော်နှက်ကနာပွဲတွေရှိရဲ့ခဏခဏလည်းသွားဘူးတဲ့ဒါပေမဲ့အဲ့လိုမျိုးတော့အစိမ်းစားတာတော့တခါမှလည်းမတွေ့ဘူး ကုံမဆိုရင်တော့ကြော်ပြီးတော့နှက်တင်တယ်အဲ့ဒါနှက်ဝင်ပို့ပြီးတော့စားတယ်ပေါ့ဗျာအဲ့လိုမျိုးပဲကြုံမှုတယ်ခုဒီလိုမျိုးကြီးအစိမ်းစားတာတော့အထားမှမကြုံဘူးဒါပထမဆုံးကောင်းစားပြီးပါ။အီးယာ။ဘာရနေကိုက်ဖောက်စားနေတာလဲ။ ဟိုတကယ်ကြီးကတကယ်ကြီးစားနေတယ်ဘာရနေကြိုက်ပါပြီးတော့အတွင်းအတွင်းကအသားလေးကိုစားနေအတွင်းကလီစာတွေကိုစားနေတကယ်စားတကယ်ဝါစားโอ้โหจောက်เสียไอ้ไส้ไล่ก็ซ่าดา တခါမှမတွေ့ဘူးလေအဲ့လိုမျိုးဒီနက္ခနာဘွယ်က ARD တိုင်းကဖြာပုံမျိုးမှလှုပ်တဲ့နက္ခနာဘွယ်အဲ့ဒီမှာနက္ခရောကအဲ့လိုမျိုးကြက်ကိုအစိမ့်စားပြတော့ဒီလိုမျိုးလှုပ်ရကြတော့ဒီနှက်ယုံကြည်သူတွေကနေပြီးတော့သူတို့ရဲ့ comedy အစီအယောကိုတိုင်ကြတော့ comedy စီအယောနေပြီးတော့ပြင်းထန်စွာအရေးယူပေးမယ်ဆိုပြီးတော့သူတို့ထုတ်ပြန်ချက်တွေရှိထားပါတယ် ဟုတ်ပါတယ်ဒီလိုမျိုးတခါမှမတွေ့ဘူးပါဘူးသူတို့ပြောထားတာတော့ဒီလိုမျိုးလောက်ရက်ကမတင့်တော့ဘူးနော်ဒီနတ်ဒေဝတွေကဒီလိုမျိုးအစိမ်းစားတာလည်းမရှိဘူးစားလို့လည်းမရဘူးလူတွေကတင်မြောက်မယ်ဆိုလို့ရှိရင်ကြော်လော်ပြီးတော့အဲ့လိုမျိုးတင်မြောက်တာပဲရှိတယ်အစိမ်းတက်တက်စားရဲဆိုတာနတ်ဒေဝမှာမရှိပါဘူးစိတ်တက်တက်စားတာဘလို့လဲဆိုတော့မကောင်းစွာတရေတပတ်ဒီအဲ့လိုမျိုးမှစားတာဒါကြောင့် ဒီလူကိုသူတို့စီရောနေပြီးထီရောက်စာအရေးယူမယ်ဆိုပြီးတော့ထုတ်ပြန်ချက်တွေရှိထားပါတယ်ဒီဗီဒီယိုကြီးနေတဲ့သူကရောဒီလိုမျိုး တွေ့ကြုံဘူးလားပေါ့ဒီလိုမျိုးတွေရောမြင်ဘူးလားပေါ့အပြင်မှာကျွန်တော်ကတော့မမြင်ဘူးပါဘူးတကယ်လို့အပြင်မှာမြင်ဘူးတယ်ရှိတယ်ဆိုလို့ရှိလဲကွန်မန့်မှာရေးခဲ့နိုင်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်